မင်္ဂလာပါကချင် wave သတင်းဌာနကနေစဉ်တနင်္လာနေ့ကနေတောက်ကြားနေ့အထိညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်။သတင်းအစီအစဉ်တင်ဆက်သူမယူဆံမဲဖြစ်ပါတယ်။ တရုတ်ရဲ့ဂျာဝင်စစ်ဆက်ပေးမှုနဲ့စစ်ကောင်စီနဲ့တရန်သားလေးအဖွဲ့ကြားအပြည့်ရက်ဖို့ထမှန်ဆွေးနွေးဖို့ရှိတယ်လို့ပြောထားပေမဲ့စစ်ကောင်စီကတရန်သားလေးတိမ့်ပိုက်ထားတဲ့နေမြေတွေကိုဘုံကျဲတိုက်ခိုက်နေကြောင်းသိရပါဗျ။ဧပြီလ28ရက်နေ့နဲ့29ရက်နေ့တွေမှာတရုတ်နိုင်ငံကူမင်းမြို့မှာစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးခဲ့တာမအောင်မြင်ခဲ့ပေမဲ့ထမှန်တွေ့ဆုံဆွေးနွေးဖို့ရှိကြောင်းတရန်သားလေးဘက်ကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးထုတ်ဖော်ပြောကြားခဲ့ပါဗျ။ဆွေးနွေးပွဲပြီးနောက်ပိုင်းမေလာတရက်နေ့ကနေ မနေ့ကမေ13ရက်နေ့အထိစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တရန်တလေထိန်းချုပ်ထားတဲ့မိုးကုတ်၊နောင်ချိုး၊ကြောက်မဲ၊မန်တုံ၊မိုင်းငော့၊တောင်ခမ်းစတဲ့ဒေသတွေမှာလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်နှီးပါပြုလုပ်ခဲ့တယ်လို့တရန်တလေကထုတ်ပြန်ထားတာတွေ့ရပါတယ်။စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တဲ့နောင်ချိုးမြို့နယ်နောင်လင်ကြီးရွာကိုလည်းလေကြောင်းနဲ့မေလ12ရက်နေ့ကအစိမ့်ငွေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ဒါအပြင်စစ်ကောင်စီကစကိုင်းတိုင်းကတော်လန်ရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့တွေမှာလည်းလေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေပြီးဒီကနေ့မေလ14ရက်နေ့မနက်9:00ခွဲလောက်မှာအင်းတော်မြို့တွေကဓမ္မမန်တိုင်ဖုန်ကြီးကျောင်းအနီးကိုသရော်ဦးတဲ့ချက်ဖိုင်တာတစ်စီးနဲ့ပေါင်900ဘုံချပြီးတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့လည်းသိရပါဗျ။ KIO ထိန်းချုပ်ရာလိုက်စာမျိုးအနည်းကတရုတ်မြန်မာနယ်နိမိတ်မြင်ပေးမှာရှိတဲ့ JN စစ်ဆောင်စခန်းမှာ မေလ13ရက်နေ့ကအသက်60နှစ်အရွယ်အမျိုးသားကိုဇနီးဖြစ်သူကတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။လင်ယောက်ကြားဖြစ်သူနဲ့မြေးဖြစ်သူအိပ်ပျော်နေတဲ့အချိန်ယောက်ကြားဖြစ်သူရဲ့ဦးခေါင်းကိုရိုက်နဲ့တပ်ဖြတ်ခဲ့တာဖြစ်တယ်လို့ဆစ်ရှောင်းစခန်းနေပြည်သူတအူးကပြောပါဗျ။ရိုက်တက်ခဲ့ရတဲ့အကြောင်းရင်းကိုတော့မတိရဘူးလို့သတင်းရင်းမြစ်ကဆိုပါဗျ။အသက်ခံရသူနဲ့လင်ယောက်ကြားကိုတက်ဖြတ်သူတို့ဆွဆွဲခံရသူတွေဟာဂျီယန်စစ်ဆောင်စခန်းကအသက်60နှစ်အရွယ်ဇနီးမောင်နှံတွေဖြစ်ကြောင်းသိရပါဗျ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ22ရက်နေ့တုန်းကလည်းဂျင်းရန်စစ်ဆောင်စခန်းမှာခိုလုံနေတဲ့အသက်မပြည့်သေးတဲ့ကလေးငယ်3ဦးကိုပြန်ပေးဆွဲတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပြီးကျူးလွန်သူကို KIO တရားရုံးကတည်တံချမှတ်ခဲ့တာဖြစ်ပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။